အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာတရင်ချာနေရဲ့ဇွန်လ24ရက်နေ့ရေဒီယိုအစီအစဉ်ကိုတက်ဆက်ပြုမှာဖြစ်ပါရယ်။ ဝဲမမျိုးနှောင်းချင်းကြေးရွာမှာရှိတဲ့ဆရှောင်းစခန်းကတောင်ကြီးတောင်သားတွေအတွက်ဂျောင်းဝှစ်ဆောင်အပြင်ဆိုင်ရီကုရီယာတွေလိုအပ်နေကြတယ်လို့သိရပါတယ်မြမလီချောင်းလိုင်း MAI မှာ90မြောက် ABUS လေးအသက်တစ်စင်းရောက်ရှိလာပါပြီ။မြမနိုင်ငံတွင်းဟိုတရားမဝင်ဝေရောက်လာတဲ့ပြပနိုင်ငံသားစုစုပေါင်း9000ကျော်ကို9လကျော်အတွင်းစစ်ဆေးဖို့တုံထိန်တိန်ခဲ့ပြီးလို့စေကောင်းစီရဲ့မြမလီတရင်စာအနေဖော်ပြလာပါရယ်။စားရတဲ့လူမျိုးတစ်ဆက်ပြရမှာပါ။ကျမတို့အစီအစဉ်တစ်ဆက်သူမိုင်းနေဖြစ်ပါရယ်။ တရားမဝင်ရောက်ရှိလာတဲ့ပြည်ပနိုင်ငံသား9000ကျော်ကို9လကျော်အတွင်းစစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။စောက်ဆိုင်ကတင်ဆက်ပေးမှာပါ။မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9000ကျော်ကို9လကျော်အတွင်းစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့ပြီလို့စစ်ကောင်စီရဲ့မြန်မာအလင်းသတင်းစာကနေဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကနေဇွန်လ23ရက်နေ့အထိစီရင်ဖြစ်ပြီးထိန်းသိမ်းထားတဲ့9180ဦးထက်8955ဦးကိုတက်ဆိုင်ရာနိုင်ငံတွေကိုပြန်လွှဲပေးခဲ့ပြီလို့လည်းဆိုပါရယ်။အဲ့ဒီပြည်ပနိုင်ငံသားတွေဟာကရင်ပြည်နယ်မြဝတီမြို့ရွှေကုတ်ကိုမဲ့သောတလေးနဲ့ကြောက်ခတ်နယ်မြေတွေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေအပါအဝင် လူစီရိုက်မှုတွေကျူးလွန်ခဲ့ကြတယ်လို့ဖော်ပြပါရှိပါရယ်။ မနေ့ကဇွန်လ23ရက်နေ့မှာလဲထိုင်းနိုင်ငံအပါအဝင်အင်းင်းချင်းနိုင်ငံတချို့ကိုတဆင့်ခံဖြတ်တန်းပြီးမြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့အီသီယိုးပီးယားနိုင်ငံသား49ဦးကိုလည်းမြန်မာထိုင်းအမတ်နှစ်ချစ်ကြည်ရေးတရားမှတဆင့်တဆင်ရနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုနဲ့ဥပဒေလုံထုံးလုံးနည်းနဲ့အညီပြည်နယ်လွဲပြောင်းခဲ့တယ်လို့ဆိုပါတယ်စံနေသေးတဲ့ပြည်ပနိုင်ငံသား225ဦးကိုလည်းလက်တလုံးမှာကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီးမကြာမီတပ်ဆိုင်ရာနိုင်ငံတွေစီလွှဲပြောင်းဖို့အသင့်ဖြစ်နေပြီလို့ဖော်ပြပါရှိပါတယ်။ စစ်ကောင်စီအနေနဲ့ online အသုံးပြုလိမ်လည်မှုနဲ့ online လောင်းစားမှုလှောက်ဆောင်နေသူတွေပါဝင်ပတ်သက်နေသူတွေအားလုံးကိုစုံစမ်းဖော်ထုတ်လက်ရှိပြီးအင်းကြီးချင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆင်ဆက်မပြတ်ဖော်ထုတ်အရေးယူဆောင်ရွက်နေတယ်လို့လည်းဖော်ပြထားပါတယ်ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ဝိုင်းမော်မြို့နောင်ချင်းကြီးရွာမှာရှိတဲ့ဆစ်ဆောင်စခန်းကကျောင်းသူကျောင်းသားတွေအတွက်ကျောင်းဝတ်ဆောင်အပြင်စာရေးကုရီယာတွေလိုအပ်နေတယ်လို့သိရပါတယ်။ထရေးဆာကတင်ဆက်ပေးမှာပါ။နေစဉ်စာရေးတောက်ရဲ့အတွက်ရုံးကန်နေရတာကြောင့်ကျောင်းတက်နေတဲ့ကလေးတွေအတွက်လိုအပ်တာတွေမဝယ်နိုင်ဘဲဖြစ်နေရတယ်လို့နောင်ချင်းဆစ်ဆောင်စခန်းတာဝန်ခံဆရာခေါင်တောင်ကပြောပါတယ်။ကျောင်းလုံးဆိုင်ကရောင်းကွန်မိုက်ဆော့ကျောင်းတက်နေပြီဆိုတော့စောက်ခဲတာဘောပဲနေကျောင်းဝတ်ဆောင်တွေအဲ့ဒါတွေလိုအပ်နေတယ်။မိုးရင်းကာလလေးဖြစ်တဲ့အတွက်အချောင်းအတွားအပြာအတွက် ချီးနဲ့အမိုးကတွေလည်းလိုအပ်နေပေမဲ့နေ့စဉ်စရိတ်ကြောင့်မတတ်နိုင်တဲ့အခြေအနေလို့ဆိုပါရယ်လွန်ခဲ့တဲ့လတွေတုန်းကမြေရေမတက်သေးတဲ့အချိန်ရွှေချင်းအနည်းရေချင်းလို့ရပေမဲ့အခုအချိန်မှာတော့မြေရေတက်သွားပြီဖြစ်တဲ့အတွက်ရွှေချင်းလုံငန်းရက်နာချာရပြီးစခန်းအနီးပတ်ဝန်းကျင်မှာနေစာအလုံးလုံးကင်နေရတယ်လို့ဆိုပါရယ်ဒါအပြင်အင်တောင်စု300လောက်နေနေတဲ့မိုးကတဲတွေပြက်စီးလာပြီဖြစ်တာကြောင့်တွမိုးနဲ့အစာထူးချင်ပေမဲ့အလူရှင်မရှိတဲ့အတွက်အခက်အခဲကြုံနေရတယ်လို့လည်းတာဝန်ခံကဆိုပါရ ဗလာမင်းချင်းမြောက်ဖက်ပိုင်းတလျှောက်ရှိကျေးရွာတွေဖြစ်တဲ့လပောင်နောင်ချင်းအင်ပောင်ဟန်ကောအင်ကန်ခမ်ဘူဂွီချူခိုင်ရန်စတဲ့ကျေးရွာတွေအတွင်းမှာဆိတ်ဆောင်စကန်52နေရာဖွင့်လက်ကလူဦးရေ2000ကျော်ခိုလုံနေကြတာဖြစ်ပါတယ်နောင်ချင်းစစ်ဆောင်စခန်းမှာတမကအကျန်စစ်ဆောင်စခန်းတွေကကလေးတွေအားလုံးဤပါဟာလဲအကျောင်းဝတ်စုံတွေနဲ့စာရေးကိရိယာတွေလိုအပ်နေကြတာပါ အထက်ပါစီရှောင်းတွေဟာပြီးခဲ့တဲ့2024ခုနှစ်မတ်လပထမပတ်ကနေစတင်ဖြစ်ပွားခဲ့တဲ့ KIA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတွေရဲ့တိုက်ပွဲတွေကြောင့်ဝိုင်းမော်မျိုးနဲ့အနီးအနားခြေရွာကတင်းရှောင်လာသူတွေဖြစ်ပါတယ်ပပဆိုင်ရာမြန်မာလေကြောင်းလိုင်းအမေအိုင်မှ90မြောက် A-bus လေးရင်အသက်တစ်စင်းရောက်ရှိလာပြီဖြစ်တယ်လို့စေကောင်းစီရဲ့မြန်မာအလင်းတရင်စာမှာဖော်ပြလာပါတယ်။ မနေ့ကရောက်ရှိလာတဲ့ A bus အမျိုးအစား A319 မပုံတင်အမတ် ASY ALY လေးရင်အတစ်ကို ပကံလို့အမိပေးထားကြောင်းလဲမြမလေးကျောင်းလိုက်အမေအိုင်ကသူတို့ရဲ့လူမှုကဲစာမျက်နှာမှာဖော်ပြချပါရယ်ဒေတာတွင်ကြီးသွားလုပ်ငန်းနဲ့လုပ်ငန်းစွမ်းဆောင်မှုတွေမြင့်တင်ဖို့အတွက်လေရင်အားဖြည့်တင်တာနဲ့လေကျောင်းခရီးစဉ်တိုးချိမှုသစိုက်တဲ့ဒေတာအနေနဲ့ Averse A 319လေယာဉ်ကိုတည်ဝင်လေပြောင်းလက်ခံရယူခဲ့တာလို့သတင်းမှပြောဆိုထားပါတယ်။ PP ဆိုင်ရာမြန်မာလေကြောင်း MAI မှာအသေးရောက်ရှိလာတဲ့ ABUS လေယာဉ်အပါအဝင်စုစုပေါင်းလေယာဉ်စက်တစင်းရှိနေပြီဖြစ်ပြီးရန်ကုန်နဲ့မန္တလေးလေဆိပ်တွေမှာအခြေစိုက်ပြီးတော့မြန်မာနိုင်ငံတော်အနေနဲ့အာဆီယံဒေသအာရှအရှေ့အလေးပိုင်းနဲ့အရှေ့မြောက်အာရှဒေသနိုင်ငံတွေကမြို့ပေါင်း၄၀မြို့ကိုပြန်တမ်းပြေးဆွေးနေရလို့ဆိုပါတယ်။ အခုနှစ်ဖေဖော်ဝါရီလတော့ကလည်း Avers 319 SYARK ကိုပြီးတွင်း30ဖက်ဝေယူခဲ့ပြီးအဲ့ဒီအတွက်ကြတဲ့နေဝင်ငွေခုနှစ်ကုန်သွယ်လုပ်ငန်းခုနှစ်ကိုကင်လုတ်ခွင့်ပြုကြောင်းဖေဖော်ဝါရီလ17ရက်နေ့ကအထောက်ပြန်ကြေညာခဲ့ပါတယ်။အခုကင်လုတ်ခွင့်ရခဲ့တဲ့အဲ့ဒီလေရင်ကိုအာနာသိန်းစက်ကောင်ဆောင်မင်းအွန်လိုင်းကဒူနေသူမီတာစုအုံပြုဖို့အတွက်ဝေယူခဲ့တာဖြစ်ပြီးဒီလေရင်ကိုအမေရိကန်ဒေါ်လာတန်60နီးပါးအုံပြုပြီးဝေယူခဲ့တာလို့သိရပါတယ်။ က်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မဲ့ self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင့်နိုင်ငံတော်မှာထိခိုက်နှစ်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ၊ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲ အတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါရယ်။နှင်းလက်ရှိဖြစ်ဆုံးပံ့ကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃။မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာ အကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတရိတ်ဆန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်ရေတက်ပြေဝအောင် အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်6ကိုယ်လက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine တွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်း ဝါဒနာပါတဲ့အရာတွေကိုယ့်ကိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီး မိအတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြတာတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆက်နေဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ီချနာသတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်ချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။